တရင်ပဲသမ ्या လုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွှေဘိုမျိုးနယ်နဲ့စင်ကူမျိုးနယ်တို့ကိုဆက်သွယ်ထားတဲ့ရတနာတင်္ကာတရမိုင်ခွဲခံရမှုကြောင့်ပျို့ကျပျက်စီးတာ စစ်တကဒေါ်လန်ရေးတပ်များရဲ့လက်ချက်လို့ဆွဆွဲခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းရွှေဘိုမြို့နယ်ကြောင်မြောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုစစ်တွေ့ထားတယ်။ယရနာတင်ကတရာမိုင်းခွဲခံရမှုကြောင့်ပျို့ကျပျက်စီးသွားပြီးအကြမ်းဖက်စစ်တကဒေါ်လန်ရေးတပ်ဖွဲ့များရဲ့လက်ချက်လို့ဆွဆွဲထားပါတယ်။ဒီနေ့အော်တိုဘားလ29ရက်နေ့မနက်6:20မိနစ်ချိန်ယရနာတင်ကတရာမိုင်းခွဲခံရမှုကြောင့်တရာရဲ့အခန်းနှခန့်ကျိုးကျပျက်စီးခဲ့ရကြောင်းထိုကဲ့သို့မိုင်းဆွဲမှုကြောင့် AR ရီဒာယန္နာတင်ခရဲ့ RP4 RP5 တရားတန်းပေါင်း132မီတာ RP6 RP7 တရားတန်းပေါင်း132မီတာနှခမ်းမန္တလေးတိုင်းဒေသကြီးစင်ကူးဘက်ချမ်းမှာကြိုးကြပျက်စီးသွားတယ်လို့သိရှိရပါတယ်။အခုတရားမိုင်းခွဲကန်ရတာကမှန်ပါတယ်။အဲ့ဒီလမ်းနဲ့တရားကိုလုံခြုံရေးယူထားတာကတရားရဲ့တပတ်မှာကစစ်တကထိုင်ချထားတော့ဂိတ်စားမရှိဘဲတော်ရုံတိတ်မသွားကြပါဘူး။စင်ကူးဘက်ကိုရှုပ်ဖို့ကနေစကြောင်းနေလာရင်တော့တရားကနေဖြတ်လာတာကတော့တောက်လျှောက်ပဲ။ခုတရားကြိုးကြသွားတာကတော့ဟုတ်တယ်။ လာမန်စတ်တွယ်ရေးကတော့ခတ်သွားမှာလို့ဒေသနေပြည်သူတအူးကပြောပါတယ်။ဒါပြင်ဒေါ်လာရင်းတက်များကိုစတ်တွယ်ပြီးအရင်လိုတရားကြိုးချမှုနဲ့ပတ်သက်ပြီးမေးမြန်းရမှာ။လက်ရှိမှာတရားကြိုးချမှုကိုသိရှိပေမဲ့မိသောမိပုံဖြစ်ပြတာကိုမသိရသေးဘူးလို့ပြန်ပြောဆိုပါတယ်။အစိုးရတရားဟာ AR မြေကူးတရားကြီးဖြစ်ပြီးဓမ္မရာဟောင်းဒိန်စိန်အစိုးရလက်ထက်မှာတိဆောက်ပွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းအစိုးရတရားကို2019ခုနှစ်ဧပြီလ16ရက်နေ့မှာစတင်ဆောက်လုပ်ခဲ့ပြီး2023ခုနှစ်မေလ19ရက်နေ့မှာ တန်းပေါင်း6ခန်းထဆင်းကျင်လုပ်ငန်းများကိုဆောင်ရွက်ပြီးစီးကြကြောင်းဒါပြင်တရားကြီးဟာနှလန်းသွားကားလန်းတရားဖြစ်ပြီး၎င်းရဲ့တရားပေါ်မှာအကျဲ28ပေရှိတဲ့နှလန်းသွားကားလန်းနဲ့တစ်ဖက်ကိုဒုံးပေစီရှိတဲ့လူသွားလမ်းများရှိကြောင်းပင်မတရားရှိ2218ပေရွှေဘိုဘက်ကန့်ချင်းကက်တရားရှိ66ပေနဲ့စင်ကူဘက်ကန့်ချင်းကက်တရားရှိ169ပေရှိပြီးတော့စုစုပေါင်းတရားရှိဟာပေ2480ရှိတဲ့ ဒန်ကူကွန်ကရစ်လွန်ဒူးပိုင်းတိုင်အုံမြင့်နဲ့ဒန်ကူကွန်ကရစ်ကိုတဲ့အမျိုးအစားဖြစ်ကြောင်းအစိုးရတရားပေါ်မှာတမနီတန်ပေါင်းနဲ့ဒန်ကူကွန်ကရစ်ဂျန်ကင်းဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့စရာုံမျိုးကိုကြီးခုံးရွာကိုမိရှို့ဖျက်ဆီးခဲ့တဲ့စတက်စစ်ကြောင်းကိုကြားပြတိုက်ခိုက်မှုတွေမှာစတားနှူးတည်ဆုံးပြီးတနန်းနှက်လက်နဲ့ခဲရံများတင်ဆက်ရရှိခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းရွှေဘိုမျိုးနဲ့စရာုံမျိုးကိုကြီးခုံးရွာကိုမိရှို့ဖျက်ဆီးခဲ့တဲ့အကြံဘတ်စတက်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ရမှာ။ စစ်သားနှစ်ဦးတေဆုံးပြီးတနက်နက်လန်းနဲ့ခဲယမ်းများတင်းဆရာရှိခဲ့တယ်လို့ဆရာမိုးချိုပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာနဆတ်ခုနှစ်ရက်နေကဆရာမျိုးဘောကနေထွက်လာတယ်။အင်အား150ပါတဲ့အချမ်းမတ်စစ်တပ်စစ်ကြောင်းဟာကူဂျီကုန်းဂျေးဝါမှာရှိတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးပြီးတော့ကျန်တဲ့ဂျေးဝါများကိုလည်းဆက်လက်ဝင်ရောက်စီးနင်းရန်ထွက်လာခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဒိန်ချောင်းရွာအနီးမှာဂျားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထို့သောတိုက်ခိုက်မှုတော်မှာအကြမ်းတ်စစ်တပ်ဘက်ကစစ်သား၂ဦးသေဆုံးပြီး MA1 တနက်နှစ်လက်နဲ့အတူစစ်သားအလောင်းတလောင်းကိုလည်းတင်းဆက်ရရှိခဲ့ကောင်းတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကစရောင်မြို့ကူကြီးကုန်းကြီးဝါကိုမိရှို့ပြီးစကြောင်းတွေထိုးလာတဲ့စကွေးတွေကိုဒိန်ချောင်းရွာအနီးမှာဂျာပြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲတွင်းမှာစခွေးနှစ်ကောင်ပေးပါတယ်အထီးကိုက်ကတော့စုံစမ်းနေကြပါစခွေးထက်တူတေးတာတော့မရှိပါဘူးစခွေးရှင်မိတာမျိုးလည်းမရှိပါဘူး နောက်ပြီးစခွေးတွေဘက်ကအမေ1တနက်နှစ်လက်ကိုတော့ဒိန်းဆက်ရရှိခဲ့ပါတယ်လို့ဆရာမိုးချိုပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတခိုင်းမှုကိုဆရာမိုးချိုပြည်သူ့ကွယ်ရေးတပ်ဖွဲ့နဲ့နေမြေတွင်းကတော်လိုင်းရေးတပ်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရှမ်းပြည်အရှေ့ပိုင်းနန်ခုံးမြစ်တစ်လျှောက်ဒေယုဆိုးရဂျော်ထောင်းနောက်ခံပေးထားတဲ့တရုတ်ကုမ္ပဏီတွေကမြေရှားနဲ့ရွှေတူပေါ်မှုအပါအဝင်တတုတူပေါ်မှုတွေပုံမတိုးချက်လာနေပြီး တဘာဝပတ်ဝန်းကျင်ပြည့်စည်မှုအကြီးအကျယ်ဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်ဆန်မြို့နယ်တောင်ပိုင်းမိုင်ယွန်းဒေသမှာရှိတဲ့နခုံးမြေတစ်လျှောက်မှာမြေရှာတတုနဲ့ရွှေတတုတွင်များဒုချက်လာတာကိုဂျိုဒူဓာတ်ပုံများအရတွေ့မြင်နေရပြီးအဲ့ဒီတတုတို့နေဟာတရုတ်စိုးရကကြော်တော်နောက်ကန်ပြုတ်ထားတဲ့ China Investment Mining Company ကလက်ပတ်လောက်ကိုက်နေတာဖြစ်တယ်လို့ရန်လူခွင်ရဲ့မန္တလေးမှာတာဝန်ရှိသူတဦးကပြောပြပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ14ရက်နေ့မှာရိုက်ကူးထားတဲ့ဂျိုဒူဓာတ်ပုံတွေအရ နှခုံမြေတလျှောက်မှာမြေရှားနဲ့ရွှေတူပေါ့မှုများတိုးချက်လာတာကိုတွေးမြင်ရပြီးအထင်ရှားဆုံးပြောင်းလဲမှုဟာဒိုင်းနဲ့ဆမကီလိုမီတာ30ခွာမှာရှိတဲ့မြေထပ်ပိုင်းကရွှေတက်ထုဒူပေါ့ရီဧရိယာမှာတွေးမြင်ရခြင်းဖြစ်ကြောင်းအစောပိုင်းနေရာမှာတက်တော်ပုံလွှမ်းတဲ့တောင်ဆောင်များကိုကုတ်ချက်ဒူပေါ့ပြီးလမ်းတက်များနဲ့တထုတွင်များကိုဂွန်ကလေးတပွဲတိုးချက်ဒူပေါ့ထားကြောင်းမြေကြီးတွေကနေထွက်လာတဲ့တထုတက်တွေပါဝင်တဲ့တထုအတွင်းများမှာစီးစင်းလာတဲ့ရေတွေဟာနှခုံမြေအတွင်းသို့ဓာတ်ရိုက်ဈေးဝင်နေတာကိုတွေးမြင်ရတယ်လို့ ရန်လူခွင့်ရဲ့မန္တလေးမှာတာဝန်ရှိသူကပြောပါတယ်အခုဒီကားကတော့တဘာဝပတ်ဝန်းကျင်ဘလောက်ထိခိုက်နေလဲဆိုတာလာဟိုမှာဆိုရင်တက်တော်ဖုံးလွှမ်းတဲ့မြေဧရိယာတော်တော်များများပျက်စီးသွားတယ်ရှိတယ်အဲ့ဒီတထုတွင်နေကြောင်းမှာဒီလိုပဲကမ္ဘာမှာအကြီးစားမြေရှားတထုတွင်ဖြစ်တဲ့မွန်ဂိုလီးယားတွင်ပိုင်းမှာရှိတဲ့ဒေသမှာဆိုရင်အဓိဒေသတစ်ခုလုံးမှာအပင်တွေအကုန်လုံးလုံးဝမရှိလောက်အောင်တည်သွားတယ်ပြည်သူတွေကင်းစားအများကြီးဖြစ်တယ်နောက်ဆုံးဒေသခံတွေအတန်ဝိုင်းထွက်တဲ့အခါကျမှ2017မှာမှတရုတ်ဆိုးရွားကနေမှာ ဒီမြေရှာတထုတွင်နဲ့ပတ်သက်တဲ့တင်းချက်တဲ့ policy တွေစာပြီးတော့မှချတယ်။အဲဒီလို policy တွေချပြီးတော့မှတရုတ်ပြည်ထဲမှာရှိတဲ့မြေရှာတထုတွင်အများစုကကချင်ဘက်ကိုရွှေ့လာကြတာများပါတယ်။တရုတ်လိုဒေတာတိုင်းပြည်မှာတောင်သတို့ဒေတာပြည်သူတွေရန်ထိခိုက်လို့တိတ်ဆုံးလို့အခုလိုမျိုးသတို့ပြည်မှာလုံမရလို့ကျွန်တော်တို့စီကိုလာလောက်တာပါ။ဒါကဘလောက်တပါဝပဝင်းကျင်ထိခိုက်လဲဆိုတာပြောချင်တာပါလို့ရန်လူခွင့်ရဲ့မန္တလေးမှာတာဝန်ရှိသူကပြောပါတယ်။ဒါပြင်နခုံမြစ်ရဲ့နောက်ဖက်ကမ်းမှာရှိတဲ့တန်းဆန်ဆက်ယုံများမှာ ရွှေရိုင်းများကိုဆက်လက်ထုတ်ယူတန်းဆက်နေပြီးတော့အစိုးရစိုက်ရုံများကဓာတ်ဥကျွမ်းကျန်များဟာလည်းမြေတွင်းသို့တိုက်ရိုက်ဆွေးဝင်နိုင်တယ်လို့သိရပါတယ်။ဒါပြင်နခုံးမြစ်အနီးမှာရှိတဲ့မြေရဲ့နောက်ဘက်တစ်ချမ်းနဲ့အရှေ့ဘက်တစ်ချမ်းမှာမြေရှာတထုတွင်နှစ်ခုစလုံးဟာယခုခါဒိုးချမ်းမှုအစ်တတွေကိုတွေးနေရပြီးတော့တောင်ဆောင်များအတွင်းသို့ဓာတ်ဥပစ္စည်းပမာဏအများပြားထိုးသွင်းရတဲ့တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့နီလန်းကိုအုံပြုနေကြကြောင်း2025ခုနှစ်မေလအတွင်းကရိုက်ကူးခဲ့တဲ့ဂျိုဒူတပ်ပုံတွေရော နာခုံမြေအနောက်ဘက်ချမ်းမှာရှိတဲ့မြေရှားသတ္တုတွင်ဟာသဝိုင်းပုံတန်းစင်ကံများကိုတိစောင်းနေစေဖြစ်ပေမလဲ။လက်ရှိမှာတော့ဆိုပါကံများဟာတိစောက်ပြီးစီးတော့ပြီးအနားရောက်မိုးများနဲ့ဖုံးအုပ်ထားတာကိုတွေ့မြင်ရတယ်လို့ရှမ်းလူခွင့်ရဲ့မန်နိုင်ကဆိုပါတယ်။ဒါပြင်2025ခုနှစ်ဇန်နဝါရီလကတည်းကလက်ပတ်နေပုံရတဲ့အရှိတ်ချမ်းမှာရှိတဲ့မြေရှားသတ္တုတွင်ဟာလည်းဆက်လက်လက်ပတ်နေစေဖြစ်ပြီးဒီထဲကထူးခြားချက်မှာလုပ်ငန်းခွင့်ရဲ့အရှိတ်မြောက်ဘက်ကဏ္ဍမှာအစားအုံတွေအများပြားကိုတွေ့မြင်ရတဲ့အတွက် လုပ်ငန်းဆောင်ရမှုတွေပုံမတိုးမြင့်လာတာကိုပြသနေကြောင်းထို့ကဲ့သို့နန်းခုံးမြစ်ကိုအနေရဖြစ်စေတဲ့ငင်းငမ်းမှုများရှင်းနေတဲ့ခြားကနေအခုလိုတတုအတွင် နေရာ၃ခုကိုတိုးချက်နေခြင်းဟာနယ်စပ်နှစ်ဖက်လုံးမှာရှိတဲ့လူတို့အတိုင်းဝိုင်းများပေါ်တရားမှုရှိနေတာကြောင့်အလွန်အမင်းဆိုရင်းစရာကောင်းတယ်လို့ရှမ်းလူခွင့်ရဲ့မန်နိုင်ကတတိပေးပါလိမ့်လက်ရှိနန်းခုံးမြို့မှာတတုတွေငင်းငမ်းရည်များဈေးဝင်နေခြင်းဟာမြန်မာနိုင်ငံတွင်မှလာမကထိုင်းနိုင်ငံချင်းမိုင်နဲ့ချင်းရိုင် KI များတွင် ကုန်းမြေတလျှောက်နေထိုင်ကြတဲ့ထိုင်းနိုင်ငံသားတသန်းကျော်ကိုပါထိခိုက်စနိုင်ပြီးတော့နှာခေါင်းမြေဟာလည်းမဲခေါင်းမြေရဲ့မျက်လက်တက်တစ်ခုဖြစ်ရမှာမဲခေါင်းမြေကြောင့်ရေစုံမိုင်းတလျှောက်နေထိုင်သူတန်းပေါင်း100နဲ့ချီထိခိုက်စေနိုင်တယ်လို့သိရပါတယ်။ထိုင်းရနာပိုင်များဟာ2025ခုနှစ်အေပီလမှစတင်ပြီးနှာခေါင်းမြေမှာရှိတဲ့ရေကိုနှစ်ဖက်တစ်ကျိန်စစ်ဆေးလျက်ရှိရမှာစိန်နဲ့ခဲတက်ပမာဏများဘေကင်းလုံးကြုံရေးစံနှုန်းများထက်ကျော်လွန်နေတာကိုတွေးရှိထားရတယ်လို့ရန်လူခွင့်ရဲ့မန်နိုင်ရဲ့ထုတ်ပြန်ကြမှာပါရှိပါတယ်။ လက်ရှိမှာမိုင်းဆန်မြို့နယ်အရှေ့ပိုင်းမိုင်းယွန်းဒေသကိုဝါပြည်သူစီးနှင်းညူရေးတပ်မတော်နဲ့မြန်မာဆိုရတို့ကပူးတွဲထိန်းချုပ်ထားခြင်းဖြစ်ပြီးတော့ယခုလိုတရုတ်တွင်နဲ့လက်ပန်းနိုင်ရန်တို့ကအဖွဲ့အစည်းနှစ်ခုစလုံးထပ်မှခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်းနောက်ပြီးအတွင်းပိုင်းတရင်ရေးမြများရဲ့အဆိုအရမိုင်းယွန်းမှာရှိတဲ့နှခုံးမြစ်တစ်လျှောက်မေရှားတရုတ်တွင်များနဲ့အဓိကရွှေဒူပေါ့ရေလုပ်ငန်းနှမျိုးစလုံးကိုလုပ်ကိုင်နေသူဟာ China Investment Mining Company ဖြစ်ပြီးတော့အစောပိုင်းကုမ္ပဏီဟာလာအိုနိုင်ငံမြောက်ပိုင်းမှာလည်း မေရှားတပ်တို့ဒူပေါ့ရေလုပ်ငန်းများလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။အဆိုပါ China Investment Mining Company ရဲ့60%ရာခိုင်နှုန်းကို Shanghai Metal Resource Company Limited ကပိုင်ဆိုင်ထားပြီးအဆိုပါကုမ္ပဏီဟာလာအိုနိုင်ငံမှာမေရှားတပ်တို့ရင်းမြစ်များဒူပေါ့ထုတ်လုပ်နိုင်ရန်တို့ကဒေယုဆိုရရဲ့ဂျော်ဒေါင်နောက်ခံရှိတဲ့ Siemens Corporation နဲ့ဒီဟိုနိုင်ငံရဲ့အကြီးဆုံးပုပ်ပလိကရွှေထုတ်လုပ်တယ်။ Chief Fan Goro မှ2022ခုနှစ်စက်တင်ဘာလမှာဖွဲ့စည်းခဲ့တဲ့ဖက်ဆက်လုပ်ငန်းတစ်ခုဖြစ်တဲ့ပြင် ရှီမန်ကော်ပိုရေးရှင်း 80C ဟာတရုတ်နိုင်ငံရဲ့အဓိကမြေရှားတပ်ထုကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ကြောင်းသိရပါတယ်။အဆိုပါကုမ္ပဏီကလောက်ဆောင်နေပြီဖြစ်တယ်။လာအိုမြောက်ပိုင်းမှာရှိတဲ့မြေရှားတပ်ထုဒုဗော်ရေးလုပ်ငန်းများကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း။လက်ရှိမှာအဆိုပါကုမ္ပဏီဟာနှာခုံးမြစ်ဝမ်ဒေသမှာပါတပ်ထုတွင်ဒုဗော်မှုတွေကိုလောက်ဆောင်လာနေတဲ့အတွက်တဘာဝပတ်ဝန်းကျင်ပျက်စီးမှုများဒေသခံပြည်သူများထိခိုက်မှုများနဲ့နှာခုံးမြစ်မှာစစ်ဆင်ထားတဲ့ဓာတ်အညစ်အကြေးပါဆုံးပြည့်ရည်တွေကြောင့် မဲခေါင်းမြစ်တလျှောက်မိတင်းနေထိုင်ကြသူတန်းတဲ့ချီထိခိုက်မှုများနဲ့ကြုံတွေ့ရမှာဖြစ်တယ်လို့ရန်လုခွင့်ရဲမန်နိုင်ကစပြောပါတယ်အဒီကားကတော့ကျမတို့အနေနဲ့ပြည်သူတွေလက်ထဲကိုဒေသခံပြည်သူတွေရဲ့လက်ထဲမှာကိုယ့်ရဲ့ရဲရွာကိုယ့်ရဲ့ဒေသတရားစာတတွေစီမံပိုင်ခွင့်ရှိတဲ့နိုင်ငံရေးစနစ်တခုမရမချင်းတော့ဒီမြေရှားတထုတွင်နေအားလုံးတထုတူပေါ်မှုတွေအားလုံးရတန်းဖို့တောင်းဆိုကြပါလိမ့်။နောက်ပြီးသဆိုင်ရာတိုးနေတဲ့အဖွဲတွေရောဒေယုံနိုင်ငံရောပြီးတဲ့အခါဒေယုံနိုင်ငံရဲ့တထုတူပေါ်မှုကိုခံစားနေရတဲ့ အိမ်ဒီချင်းနိုင်ငံတွေရောအကုန်လုံးကိုဒီဟာကိုရတန်းနိုင်ဖို့ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့တောင်းဆိုကြပါတယ်လို့ရှန်လုခွင့်ရဲ့မန်နိုင်မှာတာဝန်ရှိသူကပြောပါတယ်ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မုံရွာမျိုးနဲ့ဒေါ်ပုပြူစော်တီးရွာမှာစချေကောက်ရံထွက်လာတဲ့စတက်ကိုမိုင်းဆွဲမှုတွင်မှာစတား၃ဦးသေဆုံးခဲ့တဲ့တဲ့ငါကိုတင်ဆက်ပေးကြပါတယ်စကိုင်းတိုင်းမုံရွာမျိုးနဲ့ဒေါ်ပုပြူစော်တီးရွာမှာစချေကောက်ရံထွက်လာတဲ့အကြမ်းဖက်စခေါင်းစီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ ကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့ချင်းတွင်းဖိုက်တာဂရုမာတော်ဝင်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ၂၆ရက်နေ့မနက်6:40မိနစ်ချိန်မုံရွာမြို့နယ်ဒေါ်ပုပြူစော်တီးရွာမှာစကြေကောက်ရံထွက်လာတဲ့အင်အား၂၀ခန့်ပါတဲ့စစ်တပ်စကြောင်းကိုမုံရွာမန္တလေးဂါလမ်းမကြီးတနေရာမှာဒေါ်လန်ရီတပ်ဖွဲ့များကပရိဒါမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုးထိုးတက္ကသိုလ်တို့မှာအချမ်းမဲ့စကားဆဘက်ကစစ်သား၃កောင်တည်ဆုံးက6ဦးမှခြေပြက်လက်ပြက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း တော်လိုင်းရဲပေါ်များလည်းအထီးကိုင်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပထမတော့ကအရင်းနေရာမှာတင်စကွေးတစ်ကောင်သိပါတယ်။စကွေး၆ကောင်ကတော့ထိခိုက်တန်ရာရပြီးခြေပြက်လက်ပြက်ဖြစ်သွားပါတယ်။နောက်ထပ်ပြီးသိရတာကထိခိုက်တန်ရာရရှိတဲ့စကွေး၆ကောင်တွေကနေစကွေးနှစ်ကောင်ထပ်သိဆုံးတယ်လို့သိရတယ်။စုစုပေါင်းစကွေး၃ကောင်သိတယ်။တော်လိုင်းရဲပေါ်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Chenwen Fighter Group မှာတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို Braveheart Army ဗျေရှေမုံရွာဒိုင်နမိုက် ချင်းတွင်းဖိုက်တာဂရုတို့ကပူပေါင်းလုံဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဇလော့ဘီစီပွားရေးသမားဖြိုးဝေဆိုးကမူဝင်မျိုးနယ်ပြည်သူလွတ်တော်ကိုစလဲလောင်းဖြဲကိုကိုကြီးပါတီမှာဝင်ရောက်ရှင်းပြိုင်မှာဖြစ်ကောင်းဂျန်ဖော့မှဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်နဲ့ပြိုင်ဘက်ဖြစ်ပေမဲ့လည်းစတက်ကိုထောက်ကန်တဲ့ပို့စ်များထောက်လျှောက်တင်ခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘက်စတက်ရဲ့ဇလော့ဘီတဦးလဲဖြဲစီပွားရေးသမားတဦးလဲဖြစ်သူဖြိုးဝေဆိုးကမူဝင်မျိုးနယ်ပြည်သူလွတ်တော်ကိုစလဲလောင်းဖြဲ ကိုကိုကြီးပါတီမှာဝင်းအောင်ရှင်းပြနေတယ်လို့သိရပါတယ်။2021ခုနှစ်ဆေးရနာတင်းချိန်မှာစတင်ပြီးလူမှုကွန်ရက်မှာစတက်ကိုပေါ်ပေါ်တင်းတင်းထောက်ခံခဲ့ကဆေးရနာတင်းမှုစမ်းကျင်သူများကိုဂျမ်းပတ်များလို့ခေါ်ဝေါ်ခဲ့တဲ့လုပ်ငန်းရှင်ဖြိုးဝေဆိုးဟာယခုကိုကိုကြီးဦးဆောင်တဲ့ဗီဒူပါတီကနေမဝင်မြို့နယ်လွတ်တော်ကိုစလဲလောင်းပြေဝင်းအောင်ရှင်းပြနေလာတာဖြစ်ပါတယ်။စတက်ရဲ့လေချောင်းမှဘုံကျဲမှုများရွာစင်လိုက်မိရှုံမှုတွေဟာလောက်ကိုလောက်ရမယ့်အရာဖြစ်ပြီးတော့တိုင်းပြည်တည်ငြိမ်အောင်ရွာလုံးကျိုရှင်းလင်းတုတ်တင်ရမယ်လို့ ဆက်လော့ပြီးဖြိုးဝေဆိုးကထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပြင်ဂျမတ်စစ်တပ်ရဲ့ထောက်တိုင်ဖြစ်တဲ့ဖြိုးဝေဆိုးကစင်ကာပူကားတွေမြန်မာပြည်သို့ပြန်လည်အခြေချလာသူဖြစ်ပြီးတော့ရန်ကုန်ခြေဆိုင်ဒီဂီပါဝါကုမ္ပဏီကိုလည်းထူထောင်ထားသူဖြစ်တယ်လို့သိရပါတယ်။ဒါပြင်အဆိုပါဆက်လော့ပြီးဖြိုးဝေဆိုးကမဟုတ်ပင်မျိုးနယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာဂျန်ခိုင်ရီပါတီမှဒုတိယပုတ်ချုပ်ကြီးဟောင်းကမ်းမြန်တန်းပါဝင်အခြားပါတီများမှပြည်သူ့လွတ်တော်ကိုယ်စားလှယ်6ဦးနဲ့ရှင်ပြန်ရမှာဖြစ်ပေမဲ့ စတက်ကိုထောက်ခံတဲ့ post များကိုတော့တောက်လျှောက်တင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါပြင်စတက်ကိုထောက်ခံရင်ရွေးကောက်ပွဲဒုံစည်းရိတ်တွေလို့ဆိုကပြည်သူများထံမှလည်းလူငွေတွေကောက်ခံနေတယ်လို့သိရပါတယ်။လက်ရှိအချမ်းဘတ်စတက်ကပြုလုပ်ပေးမဲ့တူးရောင်ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူပါတီကကိုစလေလောင်း932ဦးနဲ့တနိုင်ငံလုံးမဲဆန္ဒနယ်တွေမှာဝင်ရောက်ရှင်းပြမှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထွေပြေးသွားတဲ့အင်းတော်မျိုးတိန်တိုက်ပွဲတုန်းကစစ်တုံးမှန်အကုန်လုံးနှီးပါးကို ော်လန်ရဲ့ထပွက်တွေပြန်ဖမ်းမိပြီလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါလိမ့်။ဒေါ်လန်ရဲ့ရဲဘော်တွေကိုကြိုးတုပ်ပြီးထွက်ပြေးသွားကြတဲ့အင်းတော်မျိုးတိန်တိုက်ပွဲတုန်းကအရာရှိတွေပါတယ်။စကော့မရှင်တုံမန်းတွေကအကုန်လုံးနှီးပါးကိုပြန်လဲဖမ်းဆီးရမိပြီးဒါဝင်ဘောရောခဲ့တဲ့ရဲဘော်တွေကိုလည်းအပြစ်ပေးမယ်လို့ဒေါ်လန်ရဲ့သတင်းရင်းမြစ်တွေကသိရပါလိမ့်။ဒါပြင်လန်နဲ့ယူပြီးထွက်ပြေးသွားတဲ့စတုံမန်တွေကိုပြန်လဲဖမ်းဆီးတဲ့အခါဖြစ်ကဖမ်းဆီးခဲ့ရလို့တည်ဆုံသွားတဲ့သူတွေလည်းပါတယ်လို့သိရပါလိမ့်။အင်းတော်မျိုးတိန်တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စတုံမန်မျိုးမြင့်သူတရရင်မူ မြင်းမောင်မောင်ဆိုជីတူအောင်ဖြိုးထွန်းဆက်စင်ရေជីတူကျော်စိုးဦးဆက်စင်ရေជីတရင်ဝေဖြိုးဦးကွန်မန်ဒိုတက်ဆုမူဝေဖြိုးအောင်ဆက်တော်ရေတခွဲမူမျိုးမင်းအောင်အမြောက်တက်ဆုမူဖုံထက်အောင်ခွဲမူကျော်နိုင်စိုးစေမူဟန်လင်းထွန်းជីတရီဝေဖြိုးမောင်တက်ဆုမူအင်းတော်မျိုးကစတက်တောက်တိုင်အောင်မြင်နိုင်တဲ့ရဲမှုမောင်မောင်လှတင်းတော်ပါဘီကတဲ့အော်တိုဘာလာ25ရက်နေ့မနက်ပိုင်းမှာဒါဝင်ချနေတဲ့ PDF ရဲဘော်၃ဦးကိုဂျိုးတုတ်ပြီးတော့တနက်၃လက်နဲ့အတူထွက်ပြေးသွားကြတာဖြစ်တယ်လို့သိရပါတယ်။ ိုင်းနာအော်တော်လိုင်းတပွဲများကလိုက်လံဖမ်းဆီးခဲ့ရပြီးယမန်နေ့အော်တိုဘားလ28ရက်နေ့မှာတော့အရာရှိတွေအပါဝင်ထွက်ပြေးသွားတဲ့တုံမန်အကုန်လုံးနှီးပါးကိုပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့အမင်းပေါ်လို့တဲ့သတင်းရင်းမြစ်ကပြောပါတယ်ပြေးသွားတာကလည်းဘုံမှုအဆင့်ဘိုးကြီးအဆင့်ရဲမှုအဆင့်တွေရွယ်ပြေးတာဆိုတော့မိတော့လေအရာရှိတွေကြီးမိတာပါအကုန်နှီးပါးပြန်ဖမ်းမိတယ်တယောက်နှစ်ယောက်လောက်ပဲကြာမယ်ဖမ်းဆီးရမှာလဲပြက်ခတ်ဖမ်းဆီးမှုတွေလောက်ခဲ့ရလို့အသေးဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ဆိုပါတယ် လက်ရှိမှာလည်းတာဝန်ပေါ်ရသူရဲဘော်အတီးတီးကိုလည်းစေမှုတွေပြုလုပ်ပြီးထိုက်တန်တဲ့အပြစ်ပေးရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့လည်းအစိုးရအမြင်ဖော်လို့တဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတိနားဆင်ခဲ့တဲ့သတင်းပေးသံများကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။